ဒီနေ့ဆိုလားအောင်မြင်မှုကအစပဲရှိသေးပြီဒါမျိုးတွေစတိုက်ထက်လာမယ်လို့ကြွေးကြော်လိုက်တဲ့လာမိုင်းတော်မယ်ပရိသတ်များလုံးပဲမိလာများ highlight မြန်မာရဲ့ Facebook နဲ့ page နဲ့ YouTube channel ကနေပြန်လည်ကြိုးလိုက်ပါရင် ဘာဆိုလာကျဲဝဲလာမိုင်းရယ်ကယခုနှစ်မှာတို့ရရှိခဲ့တဲ့အောင်မြင်မှုတွေကခုမှတို့ရှောက်လန်းနေတဲ့ခီးရဲ့အစားလောက်ပဲရှိသေးတာကြောင့်နောက်နှစ်တင်မှာပိုမိုတောင်တင်းတဲ့အသွင်ပြင်နဲ့စူပလာအောင်မြင်မှုတွေကိုဇက်တိုက်ရယူပေးသွားမယ်အကြောင်းပြည်သက်တွေကိုခတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့လာလီကာပွဲစဉ်36မှာတော့ဘာဆိုလာကအက်စပန်ယိုကိုအဝေးခွင်မှာနှစ်ဂိုးပြတ်နဲ့နိုင်ရရှိသွားခဲ့ပြီးလာလီကာချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။လာလီကာပလာကို28ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ဘာဆိုလာရဲ့အောင်ပွဲခံမှုအပေါ်အားလုံးကလည်းထက်တူပျော်ရွှင်ပေးနေကြတာပါ။ဒီစူပလာကရမဲကစားမအဖွားမှာရယူနိုင်ခဲ့တဲ့၅လုံးမြောက်အဓိကစူပလာတစ်လုံးနဲ့ဖြစ်ခဲ့ပါတယ်။ရ မင်ကအခုမှအသက်16နှစ်တောင်ပြည့်သေးပေမယ့်18နှစ်ကျော်အရွယ်ကောင်လေးတယောက်ဖြစ်နေပေမယ့်သူ့ရဲ့ခြေစွမ်းနဲ့သူ့ရဲ့စွမ်းဆောင်ရည်သူလုပ်ပြထားတဲ့အရာတွေနဲ့သူရယူထားတဲ့ချန်ပီယံဆူပလာတွေကအတော်လေးကိုကြက်သိမ်းထားစရာကောင်းနေပါတယ်ရမဲလိုအဓိကဆူပလာ၅လုံးရရှိဖို့အတွက်မက်ဆီကအသက်22နှစ်အရွယ်ထိဆောင်းလိုင်းခဲ့ရသလိုရိုနယ်ဒိုကလည်းအသက်23နှစ်အရွယ်မှသာအဓိကဆူပလာ၅လုံးပြည်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရမဲရဲ့စွမ်းဆောင်ရည်ဟာစင်ကြီးနှစ်ယောက်ထက်တောင်မှပုံမတော်လုံကောင်းမွန်နေတာတွေ့ရပါတယ်။ဒီအဝဲနဲ့ပတ်သက်ပြီးရမဲက ဘာကပရိသတ်တွေကိုကျွန်တော်ပြောချင်တာကကျွန်တော်တို့အခုမှအစာပဲရှိပါသေးတယ်။အနိုင်ရဖို့အတွက်ပင်မနဲ့ဆိုတာမျိုးတွေဖြစ်လို့မရဘူးဆိုတာကျွန်တော်တို့ခေါင်းတွေကနေထုတ်ပြခဲ့ပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေကိုရယူနိုင်ဖို့အတွက်ကကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းပြင့်မဲ့ထားနေတဲ့အရာပါပဲ။နောက်ထပ်လည်းဒါမျိုးတွေထပ်လာပါအောင်မယ်ဆိုပြီးတော့ဘာစီလိုနာပရိသတ်တွေကိုဂရီပေးပြောဆိုလိုက်ခဲ့တာဖြစ်ပါတယ်။ရာမေတယောက်အပြောနဲ့အလုပ်ညီအောင်ဆက်လက်ပြသသွားနိုင်ပါမလား။